ချီရတဲ့ပြည်တကြီးအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တင်ဆက်သူဝတ်တော်မှာဝတ်တော်ရင်းနေတင်ဆက်ပြီးခြင်းနဲ့အချစ်မောင်ဇလန်းလေးကတော့အခဲပိုတဲ့ခဲကိုဆိုတဲ့အချစ်ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဇလန်းလေးရဲ့မှာအချစ်ချမ်းချမ်းလေးတွေနဲ့အနေလေးလဲမှောင်ထားတာလေးတွေပါတဲ့အတွက်အမောင်မထိုက်သူတွေကကြော်သားပေးဖို့လဲတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်ဇလန်းလေးမစတင်ခင်မှာဝတ်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ အသည့်အသည့်သောဇလန်းလေးတွေတင်တဲ့အခါမှာလည်းသိရှိနိုင်ဖို့အတွက်ဘေးနားအနူရီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုဝတ်သုံးဇလန်းလေးကိုခူးဝဲစတင်လိုက်ပါမယ်။မိမူးတရမောပန်းနွမ်းလျက်ချင်းဝမ်းနေကြည်ခွဲချင်းမကျေနှက်ချင်းများစွာလို့နဲ့ဝစ်စားထားတဲ့ဝစ်စားများကိုပင်မလဲနိုင်တော့ပဲအေယာပေါ်သို့လှဲချလိုက်ပါတယ်။ မြေကြီးတချို့ကဘာပြင်ဘော်ကိုလုံးလုံးစီးစင်းကြလာတော့မို့တုတ်တာမတုတ်နိုင်တော့ပဲဝိုင်းဝဲစားနဲ့ခေါင်းဘော်ကိုမျက်နှာအပ်လိုက်ပြီးငိုချလိုက်ပါတော့တယ်။အချမ်းကတော့ဒီနေ့သူ့ရဲ့တဟုတဲ့သောအမဖြစ်သူမေဆိုးတယောက်သူ့ရှိသူနဲ့လက်ထပ်သွားလို့ပါပဲ။အချိန်နဲ့ရွယ်ရောက်လို့အင်တာဗျူးတာမှန်ပြီးမင်းသူ့ထက်၅နှစ်လောက်ကြီးပြီးအရာရာကိုလီမိုင်းချရှိအောင်မိပါလို့တုံသင်ခဲ့တဲ့အမတယောက်ကိုတော့မေမိုးဒီနေ့ကစားပြီးဆုံရှုံလိုက်ရပါပြီ။ငယ်ငယ်လေးတည်းကအခုမေမိုး၁၀နှစ်ရောက်တဲ့အထိညီမနှစ်ယောက်တခန်းထဲတူတူအိမ်နေခဲ့ကြတာပါ။ ညကဆလို့သူတို့ညီမအိတ်တဲ့ခန်းလေးကိုပါပေးလိုက်ရတာမို့မိမို့တယောက်ချင်းဘကခန်းကိုပြောင်းပေးလိုက်ရပြီးတယောက်တည်းအထီးကျန်သာဖြတ်သန်းရတော့မှကြောင့်အားငယ်စိတ်တွေဖြစ်နေပါတယ်။အမကတော့သူ့ချစ်သူရင်ခင်မှာပျော်နေရချိန်တွေမှာမိမို့ကတော့တယောက်တည်းဖြတ်သန်းရတော့မှပါ။ဒါကြောင့်လဲမိမို့ရင်ဝင်တဲ့ကနေမမကိုဆွဲထုတ်သွားတဲ့မမချစ်သူကိုသက်ကိုမိမို့စိတ်ထဲကနေလှုပ်လှုပ်မုန်းတီးနေမိပါတယ်။အမနဲ့ဖတ်တယ်လို့အကိုတော်ကမှဖြစ်ပေမယ့်မိမို့တယောက်မုန်းတရားတွေကြောင့်အကိုတယောက်လိုဘလုံးမလက်ခံလို့မရဖြစ်နေပါတယ်။ မမတို့ကဘလောက်တောင်ပြီးကြသလဲဆိုရင်မင်းဘူးတုံးစားလောက်တောင်မရိပ်မိလိုက်ပါဘူးတကယ်လို့မကလေးကချစ်သူတွေဖြစ်လာကြပြီးဘွဲရတော်မှလူကြီးဆိုတော့နဲ့လာရောက်တောင်းရန်ပြီးတော့ကမန်းကနေလက်ထပ်လိုက်ကြတာပါမမတို့လက်ထပ်တော့မယ်ဆိုတာသိနိုင်ရတဲ့အချိန်မင်းဘူးတယောက်မမရေခွေနဲ့မျက်နှာအပ်ပြီးငိုကြွေးကြရပါတယ်မမကိုတော့အားနာပါတယ်သူချစ်သူနဲ့ပေါင်းရမှာမို့ပြောနေတဲ့အချိန်မင်းဘူးကြောင့်သူတို့ပြောတဲ့အပြေအဝါမပြောနိုင်ခဲ့ပါဘူး အယောင်ငုံပြီးအောင်မင်းမိုးဝေစားလဲပြီးအခန်းပြန်ထွက်လာတော့သူတို့လင်မယားခမ်းမခါနေပြန်လာကြပါတယ်။အပေါင်းသင်းတွေတယုံယုံစားကြနောက်ကြနဲ့မမတယောက်ခေါင်းလေးတောင်မပေါ်နိုင်လောက်အောင်ရှက်နေတော့သူကတော့အောင်ပွဲခံတဲ့မျက်နှာနဲ့အားလုံးကိုနှုတ်ဆက်ပြီးပြီးရင်တော့မှတော့သူတို့မင်္ဂလာခန်းထဲကိုမမခါလေးကိုဖက်ကဝင်သွားကြတာကိုမင်းမိုးတယောက်ဆေးမြေစွာကြည့်လိုက်ပြီးခေါင်းကိတ်ဆိုင်ချလို့ခန်းထဲဝင်လိုက်ပါတယ်။နောက်တော့ကိုဘသာအာတီမီစာချက်မဲလို့ဆုံးဖြတ်လိုက်ရင် ။ကျောင်းတို့ကိုကောက်ကင်လိုက်ပြီးစာချက်နေလိုက်ပါတယ်။စိတ်ထဲကသာတိုးတိုးလေးကြက်နေတာ။စာလဲလဲစိတ်တော့သိမရောက်ပါဘူး။စိတ်မကောင်းပြာကြောင့်လေပဲပြန်တွေးမိနေတော့မကြမကြာစောင်းကိုကင်ထိုင်ရင်ငိုက်နေမိတာကများတယ်။ဒီချိန်မှာတစ်ဖက်ခန်းကတခိခိတန်နေကြတဲ့ရတော့ကျောင်းကိုရင်ဘက်ပေါ်တင်လိုက်ရင်မျက်လုံးလေးကကလေးကလေးနဲ့ခေါင်းလေးမသိမသာစောင်းလိုက်ပြီးတစ်ဖက်ကအခန်းကိုနားဆွနေမိပါတယ်။ဟေ့ကိုမလုပ်ပါနဲ့တောင်းပန်ပါတယ်ကွာ။ဖုန်းနေနေတော့မှာပဲ။ဘာလဲဟာဖုန်းနေနေတော့မှာပဲဆိုတာဟိုလူကဘာတွေများမမကို ဒီလိုလေစူးစမ်းစရိတ်တွေနဲ့အခန်းထံရဖိုင်ဘာပြားကို နားကုတ်ကပ်ပြီးနားထောင်နေမိလိုက်တယ်။အိုးကိုကလေးကွာအရန်ဆိုးတာပဲ။အတန်ကတော့တော်တော်လေးကိုတိုးနေပေမဲ့မိဖို့ကတော့တေချာနားထောင်နေတာမို့ရှင်းရှင်းလင်းလင်းကိုကြားနေရပါတယ်။ဘာလို့ဘလို့မမတယောက်လေးလိုတန်းနေထွက်နေရတာလဲ။တိုင်းကလေးရေကုန်တန်းနဲ့တူဘာတွေဖြစ်နေကြလဲဆိုတာကိုလည်းသိလို့မြင်လို့နေပါပြီ။အပြုဘဝင်စားရွယ်ဆက်ချစ်ပဲလေးနဲ့ကာမကိစ္စတွေကိုစူးစမ်းလေ့လာတတ်တဲ့အရွယ်ဆိုတော့လေဘာတွေဖြစ်နေလဲဆိုတာသိကိုသိချင်နေပါတယ်။ မိမို့တယောက်သိချင်သိတယ်များလာလို့ဘလို့ကြည့်ရမလဲဆိုတာဘေးဘီကိုလက်ကြည့်လိုက်တော့အခန်းထဲဟန်ပေါ်ဆုံးမှာချင်းစကားရိုက်ထားပြီမဲ့အလုံးတော့မဟုတ်ဘူးဘီတင်ပြားလေးတွေနဲ့သာရိုက်ထားတာမို့အဲ့နေရာဆိုတွေ့လောက်တယ်ဒါပေမဲ့နည်းနည်းမြင်ကြရောခဏတော့စဉ်းစားလိုက်တယ်အော်ဒါများလွယ်လွယ်လေးပဲကလစ်ထိုင်ကိုစာကြီးသွဲဟုတ်ကိုတင်လိုက်ပြီးအဲ့ဒီဘော်ကိုတက်ကြည့်လိုက်ရင်တွေ့ရပြီပေါ့ ဒါကြောင့်မိဘလည်းအချိန်မဆိုင်ပဲဂရေမောင်ကနေအသားလေးဆင်လာပြီးကလဲထိုင်ကိုစပွဲဘော်ကိုအသားလေးအတံတစ်ယောက်တင်လိုက်ပါတယ်။တဖက်ကကတွဲကမသိနိုင်ပြီမဲမဟုတ်တာလုံနေရဲ့မိမိုးကတော့တစ်သက်လုံးတစ်ခါမှမဖြစ်ဘူးတဲ့ရင်ခုန်တန်လေးနဲ့တော်တော်လေးကိုသတိထားကလုံနေရပါတယ်။တဖက်ကမှမီးလေးနေတော့ငါပြနာချင်းများတွေ့သားမလားလို့တောင်မစီမဆိုင်တွေးပူနေသေးရဲ့။ဒါကြောင့်ကိုအခန်းကမီးကလုတ်ကိုအရင်ပိတ်လိုက်ပါတယ်။နောက်တော့ဂရေမောင်ကိုပြန်တဲ့ဂရေမောင်ကနေစပွဲကိုအတံမမီအောင်တက်လိုက်ရင်နိုင်ရန်ကိုသားလေးထိန်းကင်ပြီးကလဲထိုင်ဘော်ကိုတက်လိုက်ပါတယ်။ လူကြီးတောင်တစ်ဆက်ဆက်တုံလာပါလေအခုနေမြဟိုဘက်ခန်းကတည်သွားရင်မနဲ့ရောက်လို့မျက်နှာဘလို့ထားမှန်းတော့မသိပါဘူးအသာလေးဟာဒီမီကြည့်လိုက်တော့မိမို့တယောက်ပါစက်အဟောင်းသားလေးဖြစ်သွားပါလေအခန်းထဲမှာတွေ့လိုက်ရတဲ့မိကွင်းကတော့မိမို့မှာမေဆိုးတယောက်ပက်လက်လေးလန်းနေပါလေဘာတွေလုပ်နေလဲဆိုတာရေတရေတော့သဘောပေါက်စာပြူလာပါပြီအိုးမမဆိုးကိုကြည့်လိုက်တော့ပါစက်လေးဟာလို့အသက်ကိုယ်တော်မင်းလေးလူကရှင်နေတာကိုတွေ့ရပါတယ် အစားပိုင်းတော့ချောင်းကြီးအသားလေးပြင်စင်းတော့မလိုပါပဲ။ဒါပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကအလုံးမောက်ခွာနိုင်အောင်ဖြစ်နေတာမို့မြင်မှုတရားဘာတွေဖြစ်လာမလဲဆိုတဲ့မျှော်လင့်ချက်တွေနဲ့စက်ကြည့်နေပါတယ်။ရင်းရင်းကလည်းတိုင်းတိုင်းခုန်နေပြီးအာခေါင်တွေပါခြောက်လာပါတယ်။ဒူတွေပါတစက်စက်တုံးလာတာမို့ပြုတ်မချသွားအောင်မင်းဲကိုထိန်းထားရပါတယ်။မြင်မှုလည်းတတိကိုမင်းဲထားပြီးခုံဝန်ကနေကရင်မော်ကိုပြန်ရအောင်စူးစမ်းပြီးဆင်လိုက်ရပါတယ်။ကရင်မော်ရောက်တော့ပလက်လေးလှမ်းပြီးခရီးဝေးကိုပြေးသွားခဲ့ရသလိုအလွန်မောပန်းနှွမ်းနေနေပါတယ်။ရင်းစုံကလည်းနှိမ့်ချပြီးချီနေ စိုးစောကမြေကိုကိုမျက်စိတဲကနေဖြောက်လို့မရပါဘူး။မမစုနေရာမှာငါသားဆိုရင်ဆိုတဲ့အတီတွေနဲ့စိတ်ကူးလိုက်ရင်အဲ့နောက်တော့အချိန်လေးကိုပြန်ဆင်ကျင်လိုက်ပြီးတော့ခုပါသားကိုရှက်သွားပြီးစာလေးကိုခြုံကအိတ်လိုက်ပါတော့တယ်။မနေမိုးလေးတော့ကိုကိုတက်တို့ကိုမျက်နှာချင်းဆိုင်ရာမှာကြောက်နေသလိုပါပဲ။တကယ်တော့ဟိုကားသူတို့အတွက်ကဘာမှတော့မသိပါဘူး။ခုပါသားကိုလေးပြကိုမလုံးဖြစ်နေတာ။မနေ့ကကော်ဖီတောက်တော့ခက်မြမြမဲစားလိုက်ရင်ကမန်းကန်းပြန်ထလာလို့မိမိကတော့ဟဲ့မေမိုးအစားနေလာချင်းလားနေရောကောင်းရင်လား ကောင်းပါလေမေမေစားချက်စရာလေးရှိသေးလို့ပါအေးအေးဒါဆိုလဲပြီးတော့လေမိမိုးလေးစိတ်မပါတပါနဲ့အခန်းထဲဝင်ပြီးကတိမော်ကိုလှဲလိုက်ရင်းနဲ့ခေါင်းပေါ်လက်ထင်ကစဉ်းစားနေလိုက်မိရဲ့စိတ်ထဲမှာလည်းစားချက်ချင်းတဲ့စိတ်ကမရှိတော့အလိုလိုနဲ့ညာတော့ကအကြောင်းတွေကိုပဲပြန်စဉ်းစားမိရဲ့ဒီညာလေးတို့ကြောက်အောင်ပါပဲခေါင်းပေါ်ကနေတချောင်းရတာအဆင်မပြေလာဘူးနောက်တော့မှအကျန်ရသွားပြီးသူတို့ဘီယိုနားလေးကိုဒီဘက်ခန်းကနေအချွန်လေးတစ်ခုနဲ့ဆိတ်ရှိလက်ရှိထိုင်ကဖောင်းနေပါတယ်နောက်တော့ဆက်ကိုအညူရောင်လေးကိုလုံးပြီးပြန်ပိတ်ထားလိုက်တယ်ကဲမပိုင်ဘူးလား ုဘက်ခန်းကဗီဒီယိုနားကိုလာရင်တကားဝင်လိုက်တာနဲ့အပေါက်ကလေးတရာကနေဗီဒီယိုတကားနဲ့အလိုလိုကွဲထားပြီးသားလေတယောက်ထဲကျင်းတဲ့စာအောင်ပွဲခံလိုက်ရင်စိတ်လက်ပေါ်ပေါ်သွားတာကြောင့်စာကိုစိတ်ပါလက်ပါကြိုက်လက်နိုင်ပါတယ်ညမြန်မြန်ရောက်ပါစေလို့ဒါဆုတောင်းနေလိုက်မိတယ်မိမိုးညစာစာပြီးတော့ခန်းထဲဝင်ပြီးစာအုပ်ကင်လို့စာပြန်ကျက်နေပါတယ်စာသာကျက်နေအောင်ဟိုဘက်ခန်းကအတန်တွေကိုနားဆင်နေရတာမို့ဒီနေ့မှမဖြစ်တယ်မသိသူတို့ကအပြင်သွားတာကြာလိုက်တာည9:00ချိုချိုလောက်မှတော့သူတို့လည်းများအပြင်ကနေပြန်လာပါတယ် ရင်မိုးချိုးပြီးတော့ခန်းထဲကိုဝင်သွားတော့မိမိုးလည်းလက်ထက်ကဆောင်းအုပ်ကိုစပွဲကိုဖြစ်တင်လိုက်ရင်ကတ်ထားတဲ့ဆက်ကူစာလေးကိုအသာလေးခွာကတပတ်ခန်းကိုချောင်းကြည့်လိုက်ပါတယ်မိမိုးဆူထောင်းပြေးပါတယ်တပတ်ကအချင်းနလန်းထားနေတာကိုမျက်စိနဲ့သေချာတွေ့နေရရင်မိမိုးလည်းမမဆိုးကိုမနာလိုတွေဖြစ်နေမိပါတယ်ချက်ချင်းပဲခန်းထဲကိုပြေးဝင်သွားပြီးမမဆိုးနေရာမှာဝင်ချင်းသိတွေပေါက်လာပါတယ်မိမိုးလည်းယနေ့ဖို့လုံလောက်သွားပြီးမို့အသာလေးကလေးမောပြန်လဲနေရင်စဉ်းစားအကြံထုတ်နေမိပါတယ်။အင်းမမဆိုလိုနေတိုင်းသားနေရာကြီးတိတ်ကောင်းပါပဲ။ ကိုကိုတက်ကိုတိုးတိုးလေးဖွင့်ပြောရမှာလား။အိုးပဲဖြစ်မလဲ။သူငါ့ကိုထင်သေးသောမှာပေါ့။မမဆိုသိသွားရင်ငါ့ကိုတတ်မှာပဲ။ဒါမှမဟုတ်ရီစားထားရော။အိုးမဖြစ်သေးပါဘူး။ရီစားထားတာအရာတည်သွားရင်မိုးမီလာအောင်မယ်။နောက်ပြီးငါရတဲ့ရီစားကရောကိုကိုတက်လို့ဖြစ်နေပါမလား။အင်းငါဘယ်လိုလုပ်ရမလဲ။โอ้မစင်းစားတော့ပါဘူးလေစာကိုပဲကြက်လိုက်တော့မင်းမိမို့တယောက်စမ်းနာတဲ့အုံတော်လုံးဆွဲပြီးဒီဟာစိတ်ဒီနဲ့အေးပြောသွားပါတော့တယ်။နောက်နေ့တွေလည်းကိုကိုအသက်ကိုအယောဝင်မှုစူးစမ်းမိရဲ့ ဒါပေမဲ့သူကကိုယ့်ကိုကလေးလိုတင်နေလို့လားမသိဘူး။လုံးဝကိုကူးမဆိုင်တဲ့ပုံစံမျိုးလုပ်ပြနေရယ်။မုန်းစရာကြီးစန့်ကြည့်လိုက်ပါ။မိမို့မလို့အစွမ်းစာရှိလဲဆိုတာကိုအိမ်မှာကတော့လူကြီးနေနေဆိုတော့ဘေးကိုကြည့်နေရသေးရယ်။ဒီလိုနဲ့မိမို့အမဆိုတော့ခံကိုနေတိုင်းချောင်းကြည့်နေကို့ဘာသာအာသာဖြစ်တာများတော့စာဘက်ကိုအာရုံမဆိုင်နိုင်ပဲလာပတ်ဆောင်ဝဲမှာအစင်နေကြလာပါတယ်။ဒါကိုလူကြီးတွေတီတော့အားလုံးတိုင်ပင်ပြီးမမဆိုကဟဲ့မိမို့ဒါစမ်းတာကဘလို့ဖြစ်ရတာလဲ။ဟိုဟိုမိမို့လည်းမသိတော့ဘူးမမယား။ လူစုံဖြစ်သေးပါဘူးပို့လို့မရဘူးမင်းမိုးလဲချက်နေတာပဲမမဆိုရမရဘူးစေတန်းဟင်အာယုံနဲ့မရဘူးဂုံတို့လေးပါလေးပါမဖြစ်မှာပေါ့မင်းမိုးအခုရွှေရှင်တက်နေရလေမမရဲ့မလို့ချင်ဘူးဒီနေ့ကစာပြီးညို့ကိုညဘက်ခိုင်းလုပ်ပေးဖို့တော့လိုပြီမခေါ်ပါနဲ့ပတ်ဆက်ဖို့ကတော့ပေါ့ဒါဆိုဒီလိုလို့ကိုသားကစောစောပြန်ရောက်တာပဲမင်းမိုးကိုစားပြပေးလိုက်စိုးကလူကပြန်လာတာနောက်ကြတော့မဖြစ်ဘူးမင်းမိုးရင်ထဲကလားဖျားလဲသလိုဆူညံသွားပါတယ်စိတ်ထဲမှာလည်းအကျိတ်ပြောနေပြီးရဲ့ဖြစ်ပါမလားစိုးရဲ့ အမလီကိုကိုသက်ရဲ့အင်ဂျင်နီယာကြီးကဆယ်တန်းစာလောက်တော့အပြော့ပေါ့အီလီဒါဆိုလဲတင်ပေးရတာပေါ့လို့စိတ်မပါတပါနဲ့ပြောလိုက်ပါတယ်မင်းမိုးလဲထကွန်ပျူတာဝန်တာမိပါတယ်ဒါမှကိုကိုသက်နဲ့အချိန်ပြည့်ထိထိလို့ရမှာလေဒီလိုနဲ့မိဖို့တယောက်ကျောင်းကနေပြန်လာပြီးရဲ့အချိန်တိုင်းကိုကိုသက်ကဂိုက်လုပေးနေတာကိုချီရင်နဲ့နဲ့ကြီးတင်ယူနေပါတယ်စာသင်ရေးနဲ့ကိုကိုသက်ကိုခိုးကြည့်နေရတာလည်းအရာသာပဲညဘက်အရာထဲမှာကိုကိုသက်ကိုမှန်းပြီးတော့ရတာခိုင်းရတာမို့မင်းမိုးလဲစိတ်ရောကိုယ်ပါလန်းဆန်းလာပါတယ် နောက်တော့မင်းမိုးလည်းတဆင့်တယ်ပြီးကိုကိုသက်နဲ့စာသင်နေတဲ့ချိန်ဤဆိုရင်အင်ကြီးကိုပပလေးနဲ့လဲဟိုက်ထားလေးကိုပဲရွေးပြီးဝတ်ထားပါတယ်။နောက်တော့လက်ကနေဘောပင်ကိုစော်ရင်အောက်ကိုတမင်လွှတ်ချလိုက်ပြီးကိုကိုသက်ရှေ့မှာကိုယ်ောက်ပြလိုက်ပါတယ်။အစာပိုင်းတော့ကိုကိုသက်တယောက်မျက်နှာလွှဲနေပြီးမင်းနောက်တော့သူလည်းဘာသာနဲ့ထူထားတာမလို့လဲကြည့်ရပါဘော။ကိုကိုသက်တယောက်ကြည့်နေရင်သတိတွေမျိုးချနေလိုက်တာမင်းမိုးပြန်ကြည့်လိုက်တိုင်းကိုကိုသက်မလုံးမလဲဖြစ်သွားတဲ့မျက်နှာလေးကိုတွေ့ရတော့မင်းမိုးတယောက်ရင်ထဲမှာတိတ်တူလေးကြိတ်ကားကျဉ်တတ်နေမိတယ်။ ။ဆရာကကိုကိုသက်ဆောင်းကင်ပြီးလမ်းလျှောက်ရင်းဆာဆင်းပြနေရင်မိမူးလည်းပင်ပေါက်ကနေချောင်းချောင်းကြည့်သွားတာကိုလည်းမိမူးကမိမူးကဘီယိုမှန်ကနေတဆင်တွေ့နေရပါတယ်။တလားလောက်ကြတော့မမဆိုးတယောက်ဖောင်ကြီးဝင်တဲ့တက္ကသိုလ်ကိုတင်နှန်းတက်ဖို့စီးရင်ထွက်လာပါတယ်။ကိုကိုတက်ကိုကြည့်ရတာမှိုင်းနေတယ်လို့ပဲစားတဲ့တာလည်းစိတ်မပါတယ်လို့ပဲမမဆိုလဲမိမို့ကိုတေချာကြီးဆိုင်တဲ့မို့ကိုအထက်ကမှိုင်းတဲ့နန်းကိုသွားပါတော့တယ ညဘက်စာတင်ရင်ရောက်တော့ဖန်နေကုန်ရှိမှတေချာလှပြင်လိုက်ပြီးတော့တရခါပေါ်ပါလေးလူပြီးရင်မွေးလေးနည်းနည်းကိုဆွလိုက်ရင်လည်းစာတင်ကုန်မှတေချာစိတ်ပါလက်ပါထိုင်ပြီးကိုကိုတဲ့အလာကိုစောင့်နေအကြံဉာဏ်လေးထုတ်နေမိပါတယ်။ညသာစားပြီးတော့ကိုကိုတဲ့ရောက်လာပါတယ်။စာတင်နေရဲ့မိမိုးကိုခိုးကြည့်နေတာတွေကိုမိမိုးတွေ့နေလိုက်ပါတယ်။သူကိုယ်တိုင်လည်းစာတင်နေရတာစိတ်မပါသလိုမိမိုးကလည်းစာကိုစိတ်ထဲမရောက်ပါဘူး။မိမိုးမှာတော့တိတ်ခိုးချစ်တဲ့ဖန်ဆောင်မှုတွေကြောင့်ပိုးလို့သာခံစားနေရပေမဲ့သူကတော့အိမ်နေကြီးတစ်ခွေသားနဲ့နေနိုင်လိုက်တာကိုကိုတဲ့ရဲ့ ောက်ဆုံးတော့မိမိုးလည်းအခြေစိတ်နဲ့စီစားမှုကိုတောက်မခံနိုင်တော့ပဲစာသင်လို့ပြီးတော့ကိုကိုတက်နာကိုသွားပြီးကိုကိုတက်ဘာလဲမိမိုးကိုကိုတက်စီကမိမိုးမဟုတ်တော့မလို့လားဟိုလေးကိုကိုတက်ဒီစီမှာအကြောင်းမရင်တန်ခါချင်းရင်နဲ့ကြိုက်ချိုးသွားမလို့အဲ့လားဒါဆိုလေရတယ်လေအဝေးကြီးလို့သေးတာပဲဟင်ပေးမှလာမပေးဘူးလားဒါပဲပြောလို့ဆိုပြီးလမောင်းလေးကိုဖိကပ်ထားတဲ့ကိုလုံးကိုလှုပ်ရမ်းပေးလိုက်တော့ကိုကိုတက်တယောက်တတိယတကောကမြေချာနေရာကိုတွေ့ရပါတယ်အေးအေးပြင်းမဲ့ကွာဖဲတော့ကိုကိုပြင်းမှန်းလာပြီး တ်တော်နော်လို့ပြောပြီးအတင်းဆွဲဖယ်လိုက်ရင်သူ့ခန်းထဲကိုဝင်သွားပါတယ်။မိမိုးတယောက်ကတော့ကျင်းတဲ့ဝမ်းသာကြီးတွေနဲ့တယောက်တည်းကြံခဲ့ပါတယ်။နောက်တော့ပေါ်ပွားတဲ့လစားစာအုပ်တွေကိုတင်လိုက်ပြီးတွားတိုင်ပေါ်ပွားသွားပြီးခန်းထဲကိုဝင်လိုက်ပါတယ်။ခိုးသက်တယောက်ဘာများလုပ်နေမလဲဆိုတာသိချင်လို့ဆိုထားတဲ့စကူသားလေးကိုဖယ်လိုက်ပြီးချောင်းကြည့်လိုက်တော့ကိုကိုသက်တယောက်သူ့လက်တော်ကိုဖွင့်ချနေရဟုတ်တွေ့လိုက်ရပါတယ်။ ညဘက်စာသင်ချိန်ရောက်တော့မန်နေကုန်ရှိမှတေရှာလှပြလိုက်ကတရခါပပလေးလူပြီးတော့ရင်မွေးလေးနည်းနည်းကိုဆွလိုက်ရင်စာသင်ကုန်မှတေရှာစိတ်ပါလက်ပါထိုင်းပြီးကိုကိုသက်လာကိုစောင့်နေရင်ကြံနေထုံနေမိပါတယ်။ညသာစားပြီးတော့ကိုကိုသက်လာပါတယ်။စာသင်နေရင်မိဘကိုခိုးကြည့်နေတာကိုမိဘတွေ့လိုက်ပါတယ်။သူကိုယ်တိုင်လည်းစာသင်နေတာစိတ်မပါသလိုမိဘကလည်းစိတ်ထဲကိုမရောက်ဘူး။ညာရတာတလက်လောက်ပဲရှိသေးတော့သူလည်းမမဆုကိုပဲခွဲချင်ပါမလဲမိမိုးလည်းဒါလေးပြန်လဲနေလိုက်ပြီးစတင်အိတ်ဆက်လိုက်ပါတယ် ။ဒီမဲ့ထဲမှာတော့မိမိုးနဲ့ကိုကိုတက်တို့ချစ်ပွဲကြီးဆင်နေနေကြမယ်ဆိုတာကတော့အထူးပြောစရာမလိုတော့ပါဘူး။ဆောင်းမြေကျောင်းလက်ချင်ရောက်တော့မိမိုးကျောင်းဝကိုရောက်လာရင်ကြီးလိုက်တော့ကိုမျိုးလုံးကိုကိုမျိုးနိုင်မှုကိုကိုတက်တယောက်မိမိုးကိုလာကြုံနေရည်။ခါတိုင်းတစ်ခါမှလာမချို့ဘူးတော့ရန်ကိုအဟောမိတာပေါ့။ပြုံးဆဆနဲ့ကိုကိုတက်မျက်နှာကိုတွေ့လဲရတော့မိမိုးရင်နဲ့ချက်တလူလိုပြောတလို့ပါပဲ။ကားပေါ်ရောက်တော့ဒီနေ့ထူးထူးဆန်းဆန်းပါလား။ဟုတ်တယ်မိမိုးရဲ့ဒီနေ့ကိုကိုတဲ့လောက်ကအပြန်စောတယ်လीကောင်းပါတယ်နောက်မှဆိုရင်ဘတ်စကားနဲ့ပြန်ရမှာ ဒီချိန်ကားကကြက်တယ်လေနောက်ဆိုအလုပ်ပြန်ဆိုရင်ကိုကိုသက်ဝင်ခေါ်မယ်လေဟုတ်နှယောက်သားစကားမဆက်မိကြပါဘူးခန်းစားချက်တွေကိုစီနေဆိုတော့နှယောက်လုံးကကိုလိပ်ပြာကိုမလုံးဖြစ်နေကြတော့ပြောစားစကားလုံးတွေကတိတ်မရှိဘူးလေဒီလိုနဲ့ပဲအိမ်ပြန်ရောက်လာကြပါတယ်စာတရင်ရောက်လာတော့လေထုံးစံအတိုင်းမိမို့ကိုကြည့်နေရဲ့ကိုကိုသက်မျက်လုံးရွက်ကြီးတွေကိုမိမို့ရင်မဆိုင်နိုင်တော့လို့မိမို့ခေါင်းလေးငုံထားရပါတယ်သူသိတ်ဆိုတာပဲကွာမပွင့်တခွင်းနဲ့သူများနေရတာခက်လိုက်တာ ကိုကိုသက်အခန်းအကားပိတ်တံကြားလိုက်တော့မနေ့ကလိုမျိုးတွေ့ရမလားဆိုပြီးကြည့်လိုက်ပါတယ်အထဲကိုရောက်ရောက်ချင်းကိုကိုသက်တယောက်ခုံမကရက်ပလင်းထဲကရက်တခွဲကိုငှဲ့လိုက်ရင်တရှင်တို့တောက်ချတာကိုတွေ့လိုက်ရပါတယ်သွားပါပြီဒီညတော့မတွေ့ရတော့ပါဘူးမချင်မနှက်တဲ့ပါဇက်ကနေစူပွားမပြောလိုက်ရင်အိပ်ပြိုကိုကြိုးစားလိုက်ပါတယ်တအောင်မိကနေအိပ်ပြိုသွားပြီးအသားကိုလာထီလို့ရုပ်ထည်ရမျိုးလုံးကိုအသားလေးဖွင့်ချလိုက်ပြီးတော့မင်းမလက်မော်ပြီးအောင်စူးစမ်းလိုက်ရပါတယ်။အရင်ကလည်းထောင်းကနေရလိုက်တာမို့ မီမိုးလည်းအသားလေးအထက်အောင်ထားလိုက်ပါတယ်။ကိုကိုထက်ကမီမိုးနှစ်ဖူးလေးကိုတစ်ချက်နမ်းလိုက်ပါတယ်။နောက်တော့မီမိုးစပယ်လေးတွေကိုလက်နဲ့တတ်တင်ပေးလိုက်ပါတယ်။ဇီမိုးလည်းတင်ထားသမျှအကုန်လုံးအေးပြောကြသွားပြီးမျက်လုံးလေးတွေပါဆင်းကြသွားပါတော့တယ်။မီမိုးလည်းငကူကမှအထူးထူးတတိလေးကြိတ်ခါချစ်နေရသူမို့အခုလိုပိုရိခံစားလိုက်မိချိန်မှာတော့ချင်းချင်းနဲ့နဲ့ကြီးတုတ်ပြန်လိုက်မိပါတယ်။မီမိုးတိရကိုကိုတဲ့ရင်ွယ်မောင်ကိုမျက်နှာအပြီးရှိုက်ငုံမိလိုက်ပါတယ်။ မိမဘာလို့ငိုတာလဲကွယ်မသိဘူးမောင်လိုလိုဝိုင်းနေလာတယ်တိတ်တော့နော်မောင်တို့နှစ်ယောက်ဖြစ်လာသမျှရင်ဆိုင်ကြမယ်နော်ကဲအကဲပိုတဲ့ခဲကိုဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီလိုက်ပါစီမျောခန်းစားနာစင်ပေးခဲ့ကြတယ်ပြီးတဲ့အားလုံးကိုကျေးဇူးတင်ရပါတယ်နော်